အပြုစစ်တွေဆိုမထီမထီလေးစားနဲ့စကားပြောချင်တယ်လို့လို့မပြောချင်နဲ့တကယ်ဆိုရငါသားဘယ်နေရာဝက်လိုက်ကငါသားငါတို့ဘယ်လိုဆောင်ရွက်ပြရမလဲဟာတကယ်ဒီလိုလုပ်ရမှာဥစဉ်တို့လုပ်ပေးနေတာတိုင်းပြည်အတွက်တိုင်းပြည်အတွက်လုပ်ပေးနေတာနိုင်ငံအပြုစစ်တွေကနိုင်ငံဝန်ထမ်းသားတွေမဟုတ်ပင်စင်သားတွေမဟုတ်ဘူးเนาะပင်စင်သားတွေမဟုတ်ဘူးမဖြစ်စလောက်လာကလေးဒီဒီခွန်ထောင်လေးကိုမက်လို့မဟုတ်မက်လို့မဟုတ်တနေ့ကိုအဲဥစဉ်မွေးထားတဲ့ပြုစစ်တို့နေကိုဥစဉ်တို့လောက်စားအလုပ်ရှာပေးနေတယ်ဒီချက်မကအဘိုးချုပ်ကိုကျုပ်ထွားမကြောက်အောက်ကလူကြောက်နေရတာ เนาะအဲ့တော့ပြည်သူစစ်တွေကိုခင်ဗျားတို့လူလူဆက်ဆံမှာလို့ပြောခြင်းလေလူလူဆက်ဆံမှာလို့ပြောခြင်းလေเนาะအဲ့တော့ဗဇက်တွေတို့ချုပ်ပြူးလေမျိုးမှလာတယ်ပြူးလေမှနေထိုင်တယ်မဟုတ်ကဟိုကကြီးဝါရမဖြစ်နဲ့တို့တို့ကတော့ဖမ်းခိုင်းပြင်ပါပဲဟုတ်လေလေပြောတာအေးစစ်စစ်နေပြူးလေမျိုးသူမျိုးသားတွေထက်ပြူးလူမျိုးမှလာနေထိုင်တဲ့လူတွေခင်ဗျားတို့ပြူးလူမျိုးမှအဲ့လိုခေါင်းပြောင်းအိတ်ဖို့အတွက်အေးချမ်းချမ်းအိတ်ဖို့အတွက်တို့တို့ရှေ့တွေမှာအကုန်လုံးစစ်သားတွေရောရဲတွေရောအကုန်လုံးပိတ်ဆတ်နေတာတမန်တော်ကအကုန်လုံးက ခင်ဗျားတို့အေးဆေးနေဖို့အတွက်ကိုအဟိုတဲဖို့ဒီတဲဖို့မလုံးနဲ့နော်မထောက်ပံ့ခြင်းနေမပံ့ပိုးခြင်းနေဒီမျိုးလာနေလို့မရသေးဘူးလားဟိုအောင်ပြခင်ဗျားတို့အဲ့တဘုံနေခိုင်းလိုက်ခင်ဗျားတို့ညံ့ညက်ကြည့်သွားမယ်ရွာမှန်နေဗျတဘုံရှိတဲ့နေရာအကောင်းမရှိစေရဘူးတဘုံနေခိုင်းတဲ့ခင်ဗျားအိမ်တော်ချိုးတဲ့ဘယ်နေရာအေးချမ်းလုံးကြည့်လိုက်တမ်းမတော်ရှိတဲ့နေရာတမ်းမတော်ရှိတဲ့နေရာခင်ဗျားတို့အိမ်ဘာတစ်ခုမှမပြောက်ဆုံးစေရဘူးဘယ်အိမ်မှမပြည့်စည်စေရဘူးအဲ့တော့အကောင်းတိုင်းဖြစ်နေစေရမယ် တမ်းမတော်ကဘာလုပ်တယ်ညာလုပ်တယ်တမ်းမတော်ကဘလို့ညာလို့ဘယ်နေရာပဲဆိုခင်ဗျားတို့မဖက်နဲ့ကျုပ်ကတိတဲ့ခါတော့ဘဒုမအကြောင်းကြားမှာမဟုတ်ဘူးနော်စီးနေတဲ့ဖရန်နဲ့ပပိတ်လိုက်ပလိုက်မှာပဲအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပောက်ကိုတော်ပြည်သူစစ်တွေလူလိုဆက်ဆံခြင်းမခံရလို့ပောက်ကွဲနေတဲ့ပောက်ကိုတော်ရုတ်တန်နဲ့အတူငလင်းအလွန်အေးပေါ်အခြေအနေကြီးညာထားချိန်မှာစစ်မှုထမ်းအမတ်စုဆဲနေစတင်လိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးချင်ပါတယ် စစ်ကောင်စီဟာမလ28ရက်ငလင်တန်တင့်ဒေတာတွေမှာအရေးပေါ်အခြေအနေကြီးညာထားပေမဲ့ငလင်ရိုက်ခတ်မှုတန်နေတဲ့ဒေတာတွေမှာတော့စစ်မှုထမ်းအမှတ်စု7ကိုစတင်နေပြီဖြစ်ပါတယ်2024ဖေဖော်ဝါရီ10ရက်မှာစတင်အသက်ဝင်ခဲ့တဲ့ပြည်သူစစ်မှုထမ်းဥပဒေနဲ့စစ်သားစုဆောင်ခံရသူတွေရဲ့စစ်တင်တန်းဟာအခုဆိုအမှတ်စဉ်7နှစ်အထိရောက်လာပြီဖြစ်ပါတယ် အမှတ်စဉ်10နှစ်စစ်တင်နန်းဖွင့်ပွဲတွေကိုတီကန်တိုင်းစစ်ဌာနချုပ်အောက်ကကျိုင်းတုံမျိုးနယ်မြေခံတင်နန်းကျောင်းအရှိပိုင်းတိုင်းစစ်ဌာနချုပ်အောက်ကဟူပုံမျိုးတက်မတော်ကွန်ပျူတာနဲ့ဤပညာသိပ္ပံရန်ကုန်တိုင်းစစ်ဌာနချုပ်အောက်ကအမှတ်တက်မတော်တန်းမြင့်လေးကျင်းရေးကျောင်းအနောက်တောင်တိုင်းစစ်ဌာနချုပ်အမှတ်6စစ်အခြေခံလေးကျင်းရေးကျောင်းတွေမှာပြုလုပ်ခဲ့တာကိုစစ်ကောင်စီဝါဒဖြန့် Telegram Channel တွေမှာဖော်ပြထားပါတယ်2024 April 10ရက်ကစပြီးအမှတ်စဉ်တစ်စစ်တင်နန်းတွေကိုစတင်ခဲ့ရမှာ အခုအမှတ်စဉ်ကိုအထီးတင်နန်းဆင်းသွားပြီဖြစ်ပါတယ်။တင်နန်းအမှတ်စဉ်တစ်ခုကိုတင်နန်းသား၅၊သူမြသူမြသူမြခေါ်ယူမယ်လို့ဆိုထားတဲ့အတွက်လူငယ်မျိုးသား၄၅၊သူမြသူမြသူမြနီးပါးစစ်မှုထမ်းဆင်းပြီးပြီလို့နားလည်ရပါတယ်။အင်အားပြင်းကလေးမလုတ်ခတ်မီရပ်ပိုင်းအလိုတုံးကလည်းမန္တလေးကရက်ွက်တချို့ရဲ့အုပ်ချုပ်ရေးမှုယုံတွေမှာစစ်မှုထမ်းအမှတ်စဉ်၁၀နှစ်အတွက်မဲနိုင်ပြီးလူသစ်စုဆောင်ခဲ့ပါသေးတယ်။စစ်ကောင်စီဟာစစ်မှုထမ်းအမှတ်စဉ်၁၀ခုအတွင်းစစ်သားစုဆောင်မှုလူငယ်၁၀နှစ် 605ဒေမျိုးတွေအားလုံးကောင်းတော့ညချင်ပါဗျဒီနေ့22ရက်လေးလပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျဒီကနေ့ဥစဉ်ပြောမယ့်အရာကတော့လက်ရှိဥစဉ်တို့ဒီမန္တလေးတိုင်းတို့စကိုင်းတိုင်းတို့ဒါဥစဉ်တို့ရှမ်းပြည်နယ်ချုံမြို့နယ်တို့ရဲ့အကြောင်းလေးတွေပေါ့နော်ဒါမန္တလေးတိုင်းမှာဖြစ်ဒါဥစဉ်တို့ ဒီမရေယာတချို့မှာတော့ကိုယ့်ဘက်ကနေ PCC နဲ့လှုပ်ဆောင်နေတာတွေကိုတော့တွေ့နေရတယ်ဗျ။ရန်သူရှိတဲ့နေရာကိုလည်းထက်ကြမကွာလေကြောင်းရောအောက်ကြောင်းရောအကုန်လုံးလှုပ်နေရတယ်တော့မြင်နေရတယ်။အဲ့တော့ဒီမနက်လေးနဲ့ပတ်သက်ပြီးဥစဉ်ကလူကြီးတွေကိုဘာဘာဝေဖန်တာအထက်ဥစဉ်တော့တုံးတက်ပြခြင်းဖြစ်ပါတယ်ဗျ။နော်တုံးတက်တုံးတက်တဲ့ဆိုတာကလည်းဥစဉ်တော့တခါကြီးတို့မုန်းလို့လည်းမဟုတ်ဘူးနိုင်ငံတော်အတွက်ဥစဉ်တော့တုံးတက်ခြင်းတိုင်းပြည်အတွက်တုံးတက်ပြခြင်းဖြစ်တယ်เนาะ ဦးဇင်းတို့ဒီဗီဒီယိုစစ်တွေနဲ့ပတ်သက်လို့ရှိရင်အရွှေပြောင်းလေးတွေတွားလာတာဒီခါလေးအခက်အခဲရှိတယ်။မနေ့ကဆိုလို့ဆိုလို့ရှိရင်လည်းဦးဇင်းတပည့်တွေကဒီဒီထက်မှဦးဇင်းစကားဖြတ်ပြောမယ်ဒီဗိုလ်ချုပ်တယောက်ဆိုရင်လေးစားစရာကောင်းတယ်ဗိုလ်ချုပ်သတ်နိုင်မှုပေါ့ဗျာနော်ဘာလေးစားစရာကောင်းတာလဲဦးဇင်းအရင်ရက်ကဗိုလ်ချုပ်ကိုဆက်လိုက်တယ်ဒီချိန်မှာဗိုလ်ချုပ်တည်လည်းအလုံးများတယ်ဗိုလ်ချုပ်ဒီလိုဒီလိုရှိရနော်ဦးဇင်းကလေးတွေကဒီဘက်ဘောမှာအန်ဒီရများတယ်ထိတ်ဆုံးမှရှိနေတယ်အဲ့တော့ဗိုလ်ချုပ်တို့ဆက်စီစဉ်ပေးပါတကယ်လို့မှစီစဉ်မပေးနိုင်လက်နဲ့ပေးလိုက် ိုကကိုသွားမယ်ဟုတ်လားတနက်ပြလိုက်လို့ကိုကဒီတနက်ပါလို့ကြီလုံးလုံးတော့စာပါလို့တူပြစ်ကိုပြစ်ပြစ်လိုက်ရလို့ကြာသွားတာအကြောင်းမရှိဘူးတနက်မပါလို့ခံလိုက်ရတယ်မပြန်ပြစ်တေးလိုက်ရတယ်ဆိုဥစဉ်လိုက်တာစိတ်မကောင်းဖြစ်မှာပဲဥစဉ်လဲနောင်တရလို့သုံးမှာမဟုတ်ဘူးအဲ့တော့ကိုကျိုးတို့လိုက်ဖို့နိုင်လို့ရှိရင်လိုက်ပါဘုံဘုံတက်နေကိုသွားလိုက်ပါခင်ဗျာတပည့်တော်တစ်ခါဖုန်းဆက်ထားလိုက်မယ်အဲ့တော့ဟုတ်ပြီနောက်နေ့ကျဥစဉ်တက်နေကိုသွားတက်နေမှာသွားတော့တက်နေရုံကနေ အပြုစိတ်တွေဆိုမထီမထီလေးစားနဲ့စကားပြောချင်တယ်လို့လို့မပြောချင်နဲ့တကယ်ဆိုရငါသားဘယ်နေရာဝက်လိုက်ကငါသားငါတို့ဘယ်လိုဆောင်ရွက်ပြရမလဲဟာတကယ်ဒီလိုလုပ်ရမှာဥစဉ်တို့လုပ်ပေးနေတာအတိုင်းပြည်အတွက်အတိုင်းပြည်အတွက်လုပ်ပေးနေတာနိုင်ငံအပြုစိတ်တွေကနိုင်ငံဝန်ထမ်းသားတွေမဟုတ်ပင်စင်သားတွေမဟုတ်နော်ပင်စင်သားတွေမဟုတ်မဖြစ်စလောက်လာကလေးဒီဒီခွန်ထောင်လေးကိုမက်လို့မဟုတ်မက်လို့မဟုတ်တနေ့ကိုအဲဥစဉ်မွေးထားတဲ့ပြည်သူစေတို့နေ့ကိုဥစဉ်တို့လောက်စွာအလောက်ရှာပေးနိုင်တယ်ချက်မကနော်ဒါလေးပြောပြခြင်းဖြစ်ပါပါနော် အဲ့မှာဥပဒနာဟုတ်ပြီဘုချုပ်ကလည်းမေ့သွားအောင်ကြားတယ်အဲ့တော့ကို့အစီအစဉ်နဲ့ကိုသွားတော့ပြကိုကားလေးနဲ့သွားရတယ်ပြန်လာတော့အမကားတော့ဆုတ်ပြတ်တက်နေအပြန်လာလို့မကြောက်ဘူးနော်ဥစဉ်တော့ပြန်လာတော့ဟိုမှာစစ်ကဖြစ်တယ်ကလေးတဝက်လည်းဖြစ်တယ်ဟိုပြပြရတယ်ဒါမျိုးဟုတ်ကျနော်ဘုချုပ်ကိုအချိုးချောင်းဘုချုပ်ကတော့ဒါတကယ်လေးစားစရာကောင်းပါတယ်ဒီဘုချုပ်လေးစားစရာကောင်းပါဘာလို့ဘုချုပ်အဲ့လိုကအဲ့လိုအာဖုံဖုံတပြီးတော့အဲ့လိုကအဲ့လိုပဲဘုချုပ်တက်နေဟာဖုံဝေးတပြီးတော့မပြောမိလိုက်ရအောင်အလုပ်တွေလက်ခံတယ် သူဘာပြောနောက်ဆုံးလေးပို့ပြီးလေးစားတဲ့ခေါင်းတော့ဗါလဲဖိုးဖိုးကြီးဒီပြောမနေ့ကကိစ္စနဲ့ပဲတူပြီးတောင်းမှန်တယ်ခင်ဗျာတဲ့တကယ်တော့သူပောက်ကူတော့တောင်းမှန်ဆရာအကြောင်းမရှိဘူးလေပောက်ကူတော့ဘာမှမဟုတ်တာဒါနဲ့သူကစစ်သားပိတာဆိုပါပဲသူလို့တဲ့ဟောငါပေါ့ဆရာတော့ငါပြောပြီးမှငါဆရာတော့ဒီကားနဲ့ပဲငါစီစဉ်ပြီးလိုက်ပို့ခိုင်းမယ်ပြောထားပြီးတဲ့ငါအလုပ်တွေများမေ့သွားတယ်ဆိုတော့ကြောက်သူမေ့သွားတယ်ချက်ချင်းလိုက်ရင်တောင်းမှန်လေဒါနဲ့အောက်ကလူတွေကဘိုလ်ချုပ်ကိုကြုတ်ထွားမကြောက်အောက်ကလူကြောက်နေရတာနော် ဲ့တော့ပြည်သူစစ်တွေကိုခင်ဗျားတို့လူလူဆက်ဆံမှာလို့ပြောခြင်းတယ်လူလူဆက်ဆံမှာလို့ပြောခြင်းတယ်နော်မြားလိုအဲ့ထဲနဲ့နေနေရမှာပါလဲပြင်မန်းမှလည်းမဟုတ်ဘူးနော်။ဘာမှလည်းပြင်မန်းမှမဟုတ်ဘူး။အာငါသားကြီးဘယ်နေရာနေဘလို့လို့ငါတို့ဘလို့စီစဉ်ပြရမလဲဘလို့ကောင်းမမလဲ။အေးဟုတ်လား။ဦးစင်ပြောလဲမင်းတို့အဲ့တက်နေကိုသွားလိုက်။ရုံသွားလိုက်ငါဘိုးချုပ်ကိုပြောပြီးသား။ရည်တူလားဆိုတော့ရည်တူကလည်းတော်ကီလောက်ပဲကြည့်ရနေရဟုတ်လား။ဘာမှမတော်ကီနဲ့ကျုပ်တို့တော်ကီနဲ့လာပြီကျုပ်တို့လက်တွေ့တယ်မားလေ။နော်ဒါပြပြောတာမဟုတ်ဘူး။ဒါတစ်ချက်။ဦးစင်တို့က လက်နဲ့ခရမ်းပါလို့ခုခံပြီးပြစ်လိုက်ရလို့တေဆုံးသွားတယ်ကြာဆုံးတိုက်ပြေတော့ဘာမှမဖြစ်ဘူးဘာမှမပါပဲလဲခံလိုက်ရတယ်နော်ကျုပ်ကတော့ရေနာလိုလည်းဆုံးမှာမဟုတ်ခမရလိုလည်းဂျင်းနိုင်မှာမဟုတ်ဘူးဒါတော့မြဲမြဲလေးမှတ်ထားပါနော်နောက်တစ်ချက်ကစကိုင်းတိုင်းစကိုင်းတိုင်းမှာမင်းကဥစဉ်နမကတိုင်မှုကြီးကိုတခါလေဥစဉ်တိုင်ရင်ဖုံးဆက်တယ်တလို့တလို့ရှိတယ်နမကတိုင်မှုဟဲ့မြောင်ချားနဲ့အမြောင်ရတဲ့ဝိုက်မှာအဲ့ဒီကခင်ဗျ ရဲရဟွာရအကုန်လုံးအဲ့တော့အများဆုံးဆောင်ရွက်ပေးပါခင်ဗျလမ်းကြောင်းမှာတို့တို့ထမ်းခံရတယ်အဲ့ဒီကတတိနေပေါက်ထားလူတို့ခေါ်တဲ့လူတွေစီကတတိနေပြန်ကြီးမှာကြားရတယ်ချက်ချင်းအဲ့တော့နမကတိုင်မှုရှိလဲကျေးဇူးတင်ပါတယ်။ဥစဉ်တင်းပို့ဖို့ချင်းမကြောက်နိုင်ခွက်တွေအဲ့မှာတစ်ခါချက်ချင်းလည်းဆောင်ရွက်တယ်။ဖုန်းတပည့်တော့ရဲချုပ်စီချက်ချင်းတင်းပို့လိုက်တယ်ဗျာတဲ့။တပည့်တော့ကလည်းဆက်ချင်းဆောင်ရွက်တယ်တဲ့။ဥစဉ်ကပြောပြီးတာ။ပြောက်ကသူတို့ကိုမုန်းလို့မဟုတ်ဘူးနော်တိုင်မှု။ ရဲချုပ်ကလည်းပြောလိုက်ပါသူတို့ကမုန်းလို့မို့ဒီကစီကန်းဖောက်ပြက်လို့ဒါကတုတ်တုတ်လက်နဲ့ဒီအပြင်ထွက်လို့လက်နဲ့ဖန်ခံလိုက်လက်နဲ့နဲ့လက်ပါသွားတယ်ဟာလမ်းကြောင်းမှာဖန်ခံလိုက်ရတယ်အဲ့လိုတရင်နေတရင်နေပေါ်တာသူကဘယ်နေဘယ်နေလာမယ်ဆိုတော့အဲ့ဒါတွေကိုကြိုးပြောထားတာသူတို့ခေါ်ရတူတဲ့ကြိုးပြောထားတာအဲ့လိုလူမျိုးမရှိလက်အကြောင်းမရှိဘူးထောင်ချရေးယူပါမှာဒါချက်ချက်လက်ချက်ချက်လက်ငင်လုတ်ပြီးတယ်ချက်ချက်လက်ငင်ဥစဉ်တိုင်းမကြီးဂျေဆုတင်တယ်နော် ါကျောက်ကကျောက်ဒီလိုပြောလိုက်လို့အပြစ်ဖြစ်တယ်ဆိုတော့လည်းသိတယ်ကျောက်တိုင်းပြည်အတွက်အပြစ်ဖြစ်ခံပြီးမှကျောက်ပြောတာအပြစ်ဖြစ်ခံပြီးမှပြောတာနော်အဲ့တော့မုံရတိုင်းမှုဆိုချက်ချင်းလက်ငယ်လို့ဟောဥစဉ်တို့မန်းလေးတိုင်းမှုလက်ချက်ဆက်တယ်ဆန့်ချက်ချင်းလက်ငယ်အလုံးရှုပ်တယ်ကြားတဲ့ဥစဉ်တို့ပြန်ဖြေပေးတယ်နော်ပြန်ဖြေပေးတယ်အဲ့ဥစဉ်တို့ကလည်းတိုင်းမှုကြီးကိုအားအားကြီးဖုတ်ဆက်တာမဟုတ်ဘူးတိုင်းပြည်အတွက်ပဲဆက်တာလိုအပ်ချက်ကိုပဲဆက်တာလိုအပ်ချက်ကပောက်ကိုယ်တော်ရဲ့လိုအပ်ချက်မဟုတ်ဘူးတိုင်းပြည်ရဲ့လိုအပ်ချက် ်အားအုံးမှာဖြစ်ပြက်နေတဲ့လိုအပ်ချက်ကိုပဲဦးဇင်းတို့ကစက်တာတစ်ထောက်တနေရာနဲ့ထောက်ကူပြူတာထောက်ကူပြူတာအားရရမဆက်ဘူးငါကပြောခဲ့ပြီးသားပဲပောက်ကိုတော်အနေထားတင်ကန်းခေါင်းမှုခြုံပြီးမှအိပ်ပြီးမှဒုနဲ့နေလို့ရတယ်လို့ငါကလည်းပောက်ကိုတော်အချိန်မဲ့နေမဲ့မဟုတ်ဘူးအားလုံးပြောပြီးသားဦးဇင်းကနော်အားလုံးပြောပြီးသားနောက်တစ်ချက်ကဦးဇင်းတို့နောင်ချုံမျိုးနဲ့အမဒီအမခါ ဇက်တိုက်ဇက်တိုက်ဇက်တိုက်လှုပ်ဆောင်နေဇက်တိုက်ခြာနေပေါ့ဗျာဇက်တိုက်လှုပ်နေတယ်နော်အဲ့တော့ပြူးလွင်လူပြူးလွင်သားတွေကိုပြောကျင်တယ်ခမတို့ပါဇက်တွေကိုပိတ်ထားမကူညီခြင်းနေနော်ခမတို့ပါဇက်တွေတချို့ပြူးလွင်မျိုးမှလာတယ်ပြူးလွင်မှနေထိုင်တယ်မဟုတ်ကဟိုကဝါရမဖြစ်နဲ့ကျုပ်တို့ကဖန်ခိုင်းပြင်ပါပဲဟုတ်လေလေပြောတာအေးစစ်စစ်နေပြူးလွင်မျိုးတို့မျိုးသားတွေထက် ပြည်ဦးလူမျိုးမှာလာနေထိုင်တဲ့လူတွေခင်ဗျားတို့ပြည်ဦးလူမျိုးမှာအဲ့လိုခေါင်းပြောင်းအိတ်ဖို့အတွက်အေးချမ်းချမ်းအိတ်ဖို့အတွက်တို့တို့ရှေ့ဒီမှာအကုန်လုံးစစ်သားတွေရောရဲတွေရောအကုန်လုံးပိတ်ဆက်နေတာတမန်တော်ကအကုန်လုံးကခင်ဗျားတို့အေးစေးနေဖို့အတွက်ကိုအဟိုတဲဖို့ဒီတဲဖို့မလုံးနဲ့နော်မထောက်ပံ့ခြင်းနေမပံ့ပိုးခြင်းနေဒီမျိုးလာနေလို့မရသေးဘူးလားဟိုအောင်ပြခင်ဗျားတို့အဲ့တဘုံနေခိုင်းလိုက်ခင်ဗျားတို့ညံ့ညက်ကြည့်သွားမယ်ရွာမှန်နေမြတ်တဘုံရှိတဲ့နေရာအကောင်းမရှိစေရဘူး တဘုံနေထိုင်တဲ့ခင်ဗျားအနောက်ကျိုးတော့ဘယ်နေရာအေးချမ်းလဲလို့ကြည့်လိုက်တမ်းမတော်ရှိတဲ့နေရာတမ်းမတော်ရှိတဲ့နေရာခင်ဗျားတို့အိမ်ဘာတစ်ခုမှမပြောက်ဆုံးစေအောင်ဘယ်အိမ်မှမပျက်စီးစေအောင်အဲ့ဒါအကောင်းတိုင်းချစ်နေစေရမယ်တမ်းမတော်ကဘာလုပ်တယ်ညာလုပ်တယ်တမ်းမတော်ကဘယ်လိုညာလုပ်ဘယ်နေရာလဲခင်ဗျားတို့မဖက်နဲ့ကျုပ်ကသိတဲ့ခါတော့ဘဒုမအကြောင်းကြမှာမဟုတ်ဘူးနော်စီးနေတဲ့ဖန်နဲ့ပပိတ်လိုက်ပလိုက်မှာပဲနော် မလုံရဲဘူးဆိုတာဥစဉ်တိုင်းပြည်အတွက်ဗရသာရဏအတွက်ကိုတိုင်းပြည်ကိုလူမျိုးဗရသာရဏအတွက်ဆိုရင်ပေါက်ကိုတော့မလုံရဲဘူးဆိုတာမရှိစရာဘာမှမရှိစရာခင်ဗျားတို့လည်းပေါက်ကိုတော့ကြောင်းထိုက်တဲ့လောက်တော့တည်ရောမယ်နော်ပေါက်ကိုတော့ကြောင်းထဲမှာတင်ကန်းခေါင်းမှုခြုံပြီးနေနေရမို့နေရာတိုင်းခြေတန်းလည်းကြိုရောက်တယ်ခြေတန်းမှာနေတဲ့စစ်သားတိုင်းပေါက်ကိုတော့ကြောင်းတည်တယ်ပတ်သားတိုင်းတည်တယ်ရဲတိုင်းတည်တယ်ပေါက်ကိုတော့ကြောင်း ဥစဉ်ဆွမ်းနိုင်နေမြဥစဉ်လှုပ်ဆောင်နိုင်နေမြတိုင်းပြည်အတွက်ဥစဉ်လှုပ်ဆောင်နေတယ်အဲ့တော့ပြည်ဦးလွင်နယ်မှာရှိကြတယ်နော်စေဘေးရှောင်းနေရောငလင်ဘေးရှောင်းနေရောပြည်ဦးလွင်မြို့ခံနေရောအေးစစ်စစ်နေထိုင်မှာအေးစစ်စစ်နေကြပါခမတို့ကုညီတာမကုညီတာနောက်မှထား အေးစစ်မလေးတိုင်းမူအေးစူပူအောင်လုပ်တဲ့တရင်ဟိုဘက်လေးလေးနဲ့ဆိုရင်တော့ဘယ်ဆအဖာမှလည်းတိခတ်မှာမဟုတ်ဘူးခမောက်လည်းထိုက်တဲ့လောက်တိနေပြီလားတူးလိုမျိုးကချင်းချင်းလေးအဲ့တော့ခေါင်းနဲ့မဲမဲထဲထားဆိုတော့တော့ပြောချင်ပါတယ်ဗျအဲ့တော့ခြေထားမှာရောက်ရှိနေတဲ့နော်တမန်တော်ရားရောရဲရောပတ္တဆရောစိတ်ချမ်းသာကိုကြီးကြမှာချိန်မှနဲ့အန္တရာယ်ကဘေးရှင်းစွာဖြင့် တိုင်းပြည်အကျိုးလူမျိုးအကျိုးဘာလာဘာလာသာသနာအကျိုးကိုဒီထက်မကကာကွယ်ဆောက်ရှောက်နိုင်ပါသေးလို့ပောက်ကိုတော်စုတောင်းမေတ္တာပို့တလိုက်ပါတယ်ဗျလိုအပ်တာမှန်တယ်မြောက်ကိုလည်းပောက်ကိုတော်စီကိုထိုက်တဲ့နယ်လောက်ဆက်တွေ့ပြီးအကူညီတောင်းနိုင်ပါတယ်ပောက်ကိုတော်ဆွမ်းနိုင်နေမြောက်လှုပ်ပေးနိုင်နေမြောက်ကိုအကုန်လုံးလှုပ်ပေးမှဖြစ်ပါတယ်ဗျအားလုံးတာပါပဲဗျ